ဝက်ချန်ထွက်စေတဲ့အစားအသောက်တွေကဘာတွေလဲဒီဗီဒီယိုမှာဝက်ချန်ထွက်တဲ့အစားအသောက်တွေကိုပြောပြပေးမယ် ဒရယူရီပါလပရီယာဆောင်ဖြစ်ပါတယ်လက်ရှိဒရစီကနေပြီးတော့ရနိုင်တဲ့ service တွေအကြောတော့101 consultation ရမယ် online ကနေပြီးတော့လူနာကြည့်ပေးရပါကိုယ့်ရဲ့အရေးပြပြဿနာတွေရှိရ skin care လေးတွေရွေးချယ်ခိုင်းတာမျိုးလေးဆိုရင်တော့ဒါက101 consultation လုပ်လို့ရှိရတင်တန်းနေနေကကြတော့အာတကူရေတန်ရှင်းမှုနဲ့အနတ်သက်ကင်းစင်ခြင်းဆိုတဲ့ခေါင်းစဉ်တစ်ခုရှိမယ်ပြီးတော့ filler အကြောင်းသိခေါင်းစရာဆိုတဲ့ခေါင်းစဉ်တစ်ခုရှိမယ်ပေါ့နော်ဆိုတော့အဲ့ဟာလေးတွေကကြတော့တဒါအာ subscription fees နဲ့သွားထားဖြစ်တဲ့အတွက် Telegram မှာ podcast လေးနဲ့ပေးရပါပေါ့နော်ဒါလေးတွေ join join ချက်နေဆိုရင်တော့ Facebook မှာ Dr. Yuri လို့ရှာလိုက်ပါပြီးရင် chat box ကိုတစ်ခါရေးတန်းသွားပြီးတော့ကို join ချက်နေ class လေးတွေ consultation ရဲ့ဇီနုံတွေကိုမေးမြန်းလို့ရပါတယ်ဝက်ချံကိုထွက်စေတဲ့အစားအသောက်တွေကတော့အများကြီးရှိရဲ့အဲဒါရာဒီတစ်ခေါက်ကကြတော့2021တုန်းကထုတ်ထားတဲ့ research paper လေးကိုဥတီပြီးရောပြောပေးမှာဖြစ်ပါတယ်အဲ့ဒီ paper လေး ကိုဖတ်ကြည့်ရဲ့အချိန်မှာအမျှဝေဖို့အထီကိုကိုကောင်းတယ်တော်တော်စင်ပြေရဲ့အထဲမှာပါတယ်ပေါ့နော်ဆိုတော့အဲ့ဒီပါတဲ့ကကြတော့သူက acne and food ဆိုတဲ့အဟာအကြောင်းကိုရေးထားတယ်ဆိုတော့အစားအသောက်တွေကအများကြီးရှိတဲ့အထဲမှာသူကအုပ်စုတစုအနေနဲ့ဆွဲထုတ်လိုက်တဲ့ဟာကဝက်ချံကိုထွက်စေမယ့်အုပ်စုတွေ high glycemic index food တွေအကုန်လုံးတွေဝက်ချံကိုပို့ပြီးတော့များစေတဲ့အထဲမှာပါတယ်ဆိုတော့ high glycemic index ဆိုတာဘာလဲပေါ့အဲ့ဆိုရင် glycemic index ဆိုတဲ့ဟာကိုဒေါက်တာတို့အရင်ဘာလဲဆိုတာကို 是啊。 glycemic index ဆိုတာကြောင့်ကျွန်တော်တို့အစားအသောက်တစ်ခုကိုကို စားလိုက်ပြီဆိုရင်ဒီအစားအသောက်ကိုဟိုပြန်ပြီး energy အနေနဲ့ glucose အနေနဲ့လိုအပ်တဲ့နေရာတွေကိုအဟာရဖြည့်ပေးဖို့အတွက်အလယ်ကနေပြီးတော့ insulin ဆိုတဲ့ဟာလေးတစ်ခုဝင်လာပေးရတယ်ကြားခံတယ်လေအဲ့တော့တို့တို့အရန်ချိုတဲ့အစားအသောက်တွေကိုစားလိုက်တဲ့အချိန်ကျရင်ဒီ insulin ကရုတ်တရက်ထိုးတက်ပြီးရဲ့အချိန်ကျရင်သွေးတွင်းထဲမှာအချိုတက်တွေညားသွားမျိုးလေးတွေဖြစ်တတ်တယ်။အဲ့လိုမျိုးမြန်မြန်တက်ပြီးရောမြန်မြန်ကျတဲ့ဟာကိုတို့တို့ကအဲ့လိုမျိုးစားစားတွေကို high glycemic င် index full လို့တုံးတယ်ပေါ့။သွေးတွင်းအချိုတက်ကိုရုတ်တရက်မြင့်တက်စေတဲ့စားသောက်လို့ပြောရင်တော့မှန်လိမ့်မယ်။ဆိုတော့ အဒီအစားအသောက်တွေကဒီလိုမျိုးတက်သွားတာချိန်မှန်များလာတဲ့အချိန်ကြရင်ခန္ဓာကိုယ်ရောင်ရမ်းမှုတွေကအရင်များလာတယ်စီးချိုဘက်တွေကိုဖြစ်လာတယ်မလိုအပ်တဲ့ဟော်မုန်းအပြောင်းအလဲအများကြီးတွေဖြစ်လာတယ်တချို့တွေဆိုရင်အဂျိုင်းနေမဲလာတယ်ဒီအနောက်ကဂုတ်တွေမဲလာတယ်အဲ့လိုမျိုးနေချိုင်းနေဖြစ်လာတယ်တခြားနောက်ဆက်တွဲဆိုးကျိုးတွေလည်းအများကြီးရှိပါတယ်ဒါဒီအစားအသောက်ကနေပြီးတော့စားဖြစ်တဲ့ဟာပေါ့စားပေါက်ထဲမှာတောင်မှဒီ glycemic index များတဲ့ high ဖြစ်တဲ့စားပေါက်ကလည်းဝက်ချံကိုထွက်စေတယ်ဆိုပြီးတော့ဒီပေပါကနေပြီးတော့ပြောတာဖြစ်တယ်အဲ့ဆို high high glycemic index food တွေอ่ะဘာ ਈ လဲဆိုတော့ ပုံမှန်မဟုတ်တဲ့စားတောက်ရဲ့ဒါတို့ natural nature ကနေပြီးတော့ရတဲ့စားတောက်ရဲ့နှစ်ဆုခွဲရအောင်ပုံမှန်မဟုတ်တဲ့စားတောက်ဆိုတာဘာပြောရလဲဆိုတော့ process food တွေပေါ့နော်အော်ဒီမတို့ cookie တွေပါမယ် cake တွေပါမယ်ရှိနေတဲ့သဘောဝဟာကိုပဲပြန်ပြီးအကုန်လုံးဆွဲပြီးတော့ကြိတ်ပြီးတော့စားလို့ကောင်းအောင်သူကပြန်ပြီး process လုပ်ထားတယ်အဟာရမှန်သမျှအကုန်လုံးဒီ high glycemic index food ထဲမှာပါတယ်အဲ့ဆိုသဘောဝအရာပါနေတဲ့အဲထဲမှာရောရှိလားဆိုရင် ရှိတယ်အသီးတွေထဲမှာဆိုဥပမာ dates လို့မျိုး ဟာပေါ့နော်အာပြီးရင်တော့ခု mango သရေသီးတို့နာနတ်သီးတို့အာပြီးရင်တော့ခုက watermelon တို့ဖရေသီးတို့ဒီလိုမျိုးပုံစံတွေမျိုးရှိမယ်ဆိုတော့ကြမ်းပြားပြမှန်းလို့ရရတော့စီးချိုသမားတွေစားလို့မရတဲ့အသီးဆိုပြီးတော့ကောင်းတဲ့မှမထားရဲဆိုရင်တော့ကောင်းတယ်ဆိုတော့သဘောကအသီးတိုင်းတည်လဲသဘောကရတိုင်းနဲ့ဟာဒီလဲပဲဒီလိုမျိုး glycemic index နဲ့ရှင်လိုက်မယ်ဆိုရင်တချို့ဟာတွေကမစားသုံးသင့်တဲ့ထဲမှာပါတဲ့နေထားမှာရှိရဲ့ အဲ့တော့ဒီ high glycemic index food ကိုနှစ်ခုခွဲလိုက်တယ်ဆိုရင် processed food တွေ junk food တွေ juice တွေအရတော့အဲ့ထဲမှာပါမယ်နောက်တစ်ခု nature တဲ့ရတဲ့ထဲမှာတချို့ပစ္စည်းပါမယ်ပေါ့ဆိုတော့ဒါတခုအဲ့လိုပြောတာမလုံလောက်ကောင်းမလုံလောက်ဖြစ်နိုင်လိမ့်မယ်အဲ့တော့ကိုယ်တိုင်ရှာပါရှာတာအခုကကြောက်ဒါတကြောက်တော့ဟို base ကိုပဲပေးတဲ့ပုံစံလိုမျိုးပေါ့အဲ့တော့ google ကိုသွားလို့ရတယ် google အထက်မှာ high glycemic index food ဆိုပြီးတော့ရိုက်ထည့်လိုက်တဲ့ချိန်ကျရင်ဆိုရင်အိုးမနေဘူးအစာအသောက်တွေမှာကိုမတင်ထားတဲ့အစာအသောက်တွေအကုန်လုံးတန်းစီပြီး ကိုကြာလာလိမ့်မယ်အဟိုက်ဂလိုက်ဆီမစ်အင်ဒက်ကကြာတော့ more than 70ပေါ့နော်80အထက်ပိုပြီးတော့မြင့်တက်နေတဲ့အရာအလုံးကို high glycemic ထဲမှာပါတယ် less than ဆိုရင်တော့တို့ low သုံးမဟုတ်ပုံမှန် moderate ထဲမှာပါမယ်ပေါ့ဆိုတော့ဝက်ချံဖြစ်တယ်ဝက်ချံဖြစ်တယ်ဝက်ချံဖြစ်တယ်ကျမဘာလို့မှမသိဘူးဆရာဝန်ကိုချိန်ထားတယ် အကျမဘာတွေရှောင်းရမှန်းမသိဘူးဒီလိုမျိုးနေထားနေဖြစ်နေတယ်ဆရာဝန်စောင့်နေရင်လည်းဒီလိုမျိုးနေထားဖြစ်နေကိုယ့်ကိုယ်အရင်ကိုစိတ်ပူနေတယ်ဆိုရင်တော့အဲ့ဒီချိန်ကြာရင်ဆိုရင်ဒီလိုမျိုး high glycemic index food တွေအကုန်လုံးကို short ချပြီးတော့ခဏနေလိုက်တာကဝက်ချမ်းသက်သာမှုကိုအများကြီးထောက်ကူပြုစေတယ်ပြီးတော့နောက်တစ်ခုကကြတော့ရို make the dietary products တွေပေါ့နော် make တွေပါမယ် အဲ့ဒီ chocolate တွေပါမယ်ပေါ့နော်ဆိုတော့ make ကကြတော့သူအဲ့ထဲမှာပြောရတာကကြတော့ဒီ make တောက်တယ် dietary product တောက်တဲ့ချိန်ကျရင်တို့တို့ရဲ့ sebum production ကိုပို့ပြီးတော့များစီရစီထုံတော့ပုံများစီ quality ကိုပို့ကြစီတယ်ဆိုပြီးတော့ပြောထားတယ်တကယ်တမ်းတော့ဒီ make နဲ့ပတ်သက်ပြီး dietary product နဲ့ပတ်သက်ပြီးတော့တိတိကျကျကြီး paper ကြီးဒါကြောင့်ဖြစ်ပါတယ်ဆိုပြီးထွက်လာတာတော့မရှိဘူးတချို့တွေကျတော့လည်း make ချင်မှာပါတယ် casein ဒါကြောင့်ဖြစ်တယ်လို့လည်းသုံးစားပြန်တယ်ပေါ့နော်ဆိုတော့အများကြီးတော့ဖြစ်နေရဒါပေမဲ့သူပြောနေအခုချိန်အထိ share းစိုက်အနေနဲ့ပြောနိုင်တာကကြတော့ဒီ dietary product မှာသူသဖြင့် mix နဲ့ဒီ acne နဲ့ကဆက်ဆက်နေတယ်ဆိုတာတော့နောက်ပိုင်းမှာပိုပြီး popular ဖြစ်လာတယ်ပေါ့နော်ဒီ diet တစ်ခုဘာကြောင့်လဲဆိုတာတော့ဆက်ရှာအောင်မယ်ပေါ့နော်အဲ့ဒါတစ်ခုရှင်ပြီးနောက်တစ်ခု chocolate ဂျပန်မှာနေတဲ့လူတွေထူးသဖြင့်ဒီချောကလက်ကိုအရင်စားရတယ်။ဂျပန်မှာကျတော့ချောကလက်က culture လို့မျိုးဖြစ်နေတာပေါ့။နေရာတကူဝယ်လို့ရတော့ rest ကိုလာပြအချိန်ကြာဂျပန်ကလူတွေတော်တော်များများအောင်သူတို့တခုဝယ်မေးရတယ်။ခေါက်ဆက်ပြုတ်စားလား။အော်ချောကလက်စားလား။အဲ့နှစ်ခုနဲ့တည်းအမြင်နဲ့ညှိညှိပြီးဝက်ချန်ထွက်နေရမျိုးလေးတွေ့ရပေါ့နော်။ဆိုတော့ကိုအဲ့ဒီ culture ကိုတတ်နိုင်ဆုံးကိုကဝက်ချန်ထွက်တယ်ဆိုရင်တော့တတ်နိုင်ဆုံးအဲ့ဒီ culture နောက်ကိုမလိုက်တာပိုကောင်းတယ်။အဲ့ဒါတခု။ အဲ့တော့အခုနေထားဆိုရင်တော့ make data tree food တွေပါမယ်အာပြီးတော့ chocolate တွေပါမယ်ပြီးတော့ high glycemic index ထဲမှာဆိုရင်အများကြီးပဲဒါကကိုရှာဖွေလေးတွေးရှိလေးထဲမှာပါမယ်ဆိုတော့ဒီအုပ်စုထဲမှာအကုန်လုံးဒီဝက်ချံအကုန်လုံးကိုဖြစ်စီတယ်လို့ကိုကမှတ်ထားလို့ရတယ်ဆိုတော့ဝက်ချံကိုရောင်ရမ်းမှုတတ်တာစီတဲ့ထဲမှာဆိုရင်တော့ဘာရှိမလဲဆို omega 3ကကြတော့ရောင်ရမ်းမှုတွေကိုတတ်တာစီတယ်ပေါ့ဝက်ချံပျောက်ဆေးလို့တော့မသုံးစေချင်ဘူး omega 3မှာကကြောင့် anti inflammatory အာနိသင်ရှိရောင်ရမ်းမှုကိုသူကချပေးတဲ့ထဲမှာရှိတယ်အဲ့တော့ omega 3လေးပုံမှန်စားတောက်နေတယ်ဆိုရင် เนาะရောင်ရမ်းမှုတွေကိုဝက်ချန်ရဲ့ရောင်ရမ်းမှုတွေမဟုတ်တခြားခန္ဓာကိုယ်ရဲ့ရောင်ရမ်းမှုတွေကိုပေါ့ကြဆင်းနိုင်တယ်ဆိုပြီးရေးထားလည်းရှိရဲ့ဆိုတော့ရောင်ရမ်းတဲ့အုပ်စုတွေကိုတော့တိသွားပြီးလို့တော့ထနေဆိုတော့အော်ဆရာမရေဘာစားတော့လဲဘာစားတော့လဲဆိုပြီးတော့တခုကိုပဲဆွဲထုတ်ဖို့မကြိုးစားပါနဲ့ high glycemic intake food တွေကဘာလဲဆိုတာကို Google မှာရှာပါရှာဖေးလေးသိရှိလေးပါပဲဆိုတော့ watch and train ရယ်ဆိုရင်ဒီစားတော့တွေကိုတတ်နိုင်ဆုံး short ပါကဲဒီ video ကနေပြီးတော့အများကြီးကြိုးရှိမယ်လို့မျှော်လင့်ပါတယ် TikTok မှာပဲဒေါ်တာတစ်ဖွင့်လာတဲ့ channel လေးအသစ်တစ်ခုရှိတယ်အဲ username ကကြတော့ arcs.yuri.aesthetics ဆိုပြီးတော့ပေးထားတယ်ဘာလို့လဲဆိုတော့အဲ့ဒီအသစ် channel လေးကိုဒေါ်တာအမေးဖြေကဏ္ဍလေးနေပဲစု channel လို့ပေါ့နော် အခုဒီ main platform ဖြစ်တဲ့ဒီ account ထဲမှာကကြတော့အာဒီတော်တော်များများမိခုံးမိကြတယ်အာဒါပေမဲ့တချို့ဟာလေးတွေဒေါတာ text နဲ့အရှိကြီးတွေရိုက်ပေးဖို့အဆင်မပြေဘူးအပုဆိုတော့ TikTok ကကြတော့သူ word character လေးကို limit လုပ်ထားတာဖြစ်တယ်အဲ့တော့ချို့လူတွေအတွက်ကိုဒါဒါဒီ video နဲ့တေချာပြန်ပေး ပြေးပေးချင်တယ်ဆိုတော့အတူကကြတော့1 minute ပေါ့တကယ်လို့ရှိမယ်ဆိုရင်တော့3 minutes ပေါ့နော်အဲ့တော့တကယ်လို့ဒေါက်တာကိုဒီဗီဒီယိုလေးရနေပြန်ဖြည့်စီချင်တယ် reply the comment လုပ်ချင်တယ်ဆိုရင်တော့ဒေါက်တာရဲ့အသစ် channel ဖြစ်တဲ့ ask dr yuri aesthetics ကို follow လုပ်ထားလို့ရတယ်အဲ့ဒီမှာသက်ဆိုင်တဲ့ဗီဒီယိုအောက်မှာမေးလို့ရတယ်အဲ့ဆိုရင်ဒါတာပြန်ပြီးတော့ဗီဒီယိုလေးနဲ့ပြန်ဖြည့်ပြီးရမျိုးလေးလုပ်ပေးလို့ရတယ်ဆိုတော့အာဒီ TikTok ကမှာ ask dr yuri aesthetics ကို share လိုက်ပါပြီး follow လုပ်ထားလို့ရပါပြီ